အခုကကျွန်တော်တူတူရွာဘက်ကိုသွားဖို့မနော်။ Too late နေစမ်းမျိုးနဲ့ရွာလေးတွေမှာကောင်းတာနဲ့မကောင်းတာဆိုပြီးရှိနေတဲ့တင်ကောင်းတာကတော့တစ်ဖက်ကနေတစ်ဖက်ကိုအလွယ်ကူးတန်းသွားလာနိုင်ဖို့အခွင့်အရေးများသလိုကုံသွယ်ဖို့လည်းဖြစ်နိုင်တယ်မကောင်းတာကတော့နှစ်နိုင်ငံအစိမ်းမပြေရင်ဂျာမန်မြေစာပင်ဖြစ်ပြီးစစ်တမ်းကိုအခိုင်အဆုံးဖြစ်တတ်ကြတယ်ကျွန်တော်တို့အိန္ဒိယမြောက်ပိုင်းလက်ဒက်ဒေသဘက်ကိုရောက်တော့အိန္ဒိယနဲ့ပါကစ္စတန်နေစက်နာအိန္ဒိယရဲ့နောက်ဆုံးရွာတွေမှာတရွာဖြစ်တဲ့တူတူရွာကိုသွားပြခဲ့ကြပါတယ်ဒေတာထွက်တည်တည်တွေအထူးသဖြင့် apricot တည်တွေကြောင့်နမင်ကြော်ကြားတွေရွာဖြစ်ပြီး ကာရာကိုရမ်တောင်တန်းနဲ့ဟိမဝင်နာတောင်တန်းနှစ်ခုကြားမှာညှက်ပြီးရှိနေတဲ့ရွာငယ်လေးလေးဖြစ်ပါတယ်။1982ခုနှစ်စစ်ကြီးမတိုင်ခင်တုန်းကတော့တုတ်တုတ်ရွာဟာပါကစ္စတန်နိုင်ငံရဲ့အုပ်ချုပ်မှုအောက်မှာတည်ရှိခဲ့ပြီးအိန္ဒိယစစ်တပ်ကပြန်လည်ထိန်းသိမ်းရယူပြီးချိန်မှာတော့ခုထိတိုင်အိန္ဒိယရဲ့အုပ်ချုပ်မှုအောက်မှာရှိနေပါတယ်။ ရှန်ယော့မြစ်ကမ်းနှစ်ဖူးမှာတည်ရှိနေပြီးပါကစ္စတန်နိုင်ငံအုပ်ချုပ်မှုအောက်မှာတည်ရှိနေတဲ့ Multistan ဒေသတွေကရွာဖြစ်ပေမဲ့အိန္ဒိယနိုင်ငံတွေပါဝင်နေတဲ့ရွာ၅ရွာတွေကတရွာဖြစ်ပါတယ်။ဒါကြောင့်ဒီတုတ်တုတ်ရွာရှိရာဒေသဟာအိန္ဒိယမှာတခုတည်းသော Multi လူမျိုးတွေနေထိုင်ရာဒေသလို့ဆိုနိုင်ပါတယ်။ ရတက်ဒေတာရဲ့လေးမြို့တော်ကနေဒီ TikTok ရွာကိုတဆက်ထဲကားနေလာမယ်ဆိုလို့ရှိရင်တော့အချိန်9နာရီခွဲခန့်ကြာမြင့်မှာဖြစ်ပါတယ်။အများစုကတော့ဂျားမြို့တစ်မြို့မှာတညအိတ်နေပြီးမှပဲလာရောက်လည်ပတ်တကြပါတယ်။ အခုကကျွန်တော်တူတူရွာဘက်ကိုသွားဖို့မနော်တူတူရွာကိုအဲကျွန်တော်တို့ဒီ disket ကနေဆိုလို့ရှိရင်၄နိုင်လောက်ကားမောင်းချိန်ရှိတယ်ဆိုတော့ဂျာထဲမှာနားတာလေးတွေဗာလေးတွေလှုပ်ဖို့အတွက်လဲကောင်းပြီးတော့လေးလာလို့လဲကောင်းတာက warm memorial ရှိတယ်ပေါ့နော်ဆိုတော့စစ်သမိုင်းပြရတယ်လို့ပြောလို့ရတာပေါ့ဆိုတော့အဲဒီမာလေးမှာလာပြီးတော့လေးလာလို့ရတယ်တကယ်ဒီနီးနားမှာရှိနေရှုခင်းရှုခွက်လေးရာကြတော့တော်တော်လေးလှနေတော့အများသောဖြင့်အမတ်တက်တဲ့ပုံရိုက်ကြသလိုဝင်ပြီးလေးလာကြရလည်းရှိတယ်ပေါ့ ဒီရကြတော့တို့ရဲ့ဒီစစ်သားရင်းနေနေရပေါ့နော်ဆိုအဲ့ဟာလေးကိုဖွေထားတာအခန်းကြီးရဲ့ခန်းလေးမျိုးဒါ YouTube အိမ်လာဖြစ်ပါတယ်တော့ဒီညာလေးကကျတော့ open museum လေးလို့ဖြစ်နေတာပေါ့เนาะဆိုတော့အားအားလုံးကအပြင်မှာလဲထားထားတယ်ပြီးမှလဲအထဲထဲမှာဝင်ကြည့်လို့ရနိုင်တဲ့နေရာလေးကကျတော့တို့နေထိုင်ခဲ့တဲ့နေအိမ်ပုံစံလေးပါလိမ့်ပြီးပဲဖြစ်သွားတာပေါ့ 新松一 တော့ကျွန်တော်တို့ကဒီတုတ်တုတ်ကိုရောက်ရောက်ချင်းမှာအခုအာသူတို့ရဲ့နန်းတော်ရှိနေအောင်သွားတာပေါ့နော်သူတို့ဖေးလေးစုပြောတယ်ဆိုတော့ဘယင်နန်းတော်ဟောင်းလေးတစ်ခုရှိကိုသွားမယ်သွားလမ်းလေးတွေကချစ်စရာလေးရွာလမ်းလေးတွေကဆိုတော့ချင်းချင်းကျွတ်ကျွတ်လေးတွေသွားရတယ်ပြီးတော့ပြုံးစံတိုင်းကိုတောင်လေးတဲရတယ်ဒီဆိုတော့နည်းနည်းတော့မောတာပေါ့ဒီမှာပွာလေးများတယ်ဂက်ဆောက်လေးပါလေးဟုံးစီလေးလည်းများအဲ့ဒါဆိုလေဟာလေ ို့ဒါဆိုလို့ရှိရင်ဟာဖြစ်မယ်ဗလီဖြစ်လိမ့်မယ်။ရောင်လေးနဲ့ဒီမှာရကောပယ်လေးစမျိုးစီရမဟုတ်ဆိုတော့30မီတာဆိုတော့နည်းနည်းလေးလမ်းချောင်းရပြီ။ဒီမှာတော့တကယ်တပိုင်းပဲအေးမြူဇီယံ ရဲ့အိမ်ဆောက်ထားတဲ့ပုံလေးရထူးစက်ကျွန်တော်မှာဆိုလို့ရှိရင်တော့ညီကြီးနဲ့ပဲလုပ်ထားတဲ့ပုံဟောရှုံးဖြစ်မလားတမန်တလင်းလားမသိပါဘူးသူဒီမှာဆိုလို့ရှိရင်လမ်းလေးရချစ်စရာလေးဒါလေးကတော့တက်တူကျော်လေးရဲ့ museum ပေါ့ museum လည်း museum ဆိုတာထက်ဆိုတာပေါ့တော့ ဒီရှေးအောင်အဆောက်အအုံကိုအဲ့လိုရောက်လာပါပြီအဲ့ဒါကို Yapko Felix တပ်တူဆက်ချပါရဇူနစ်ပြာရှိပြတာအရင်အုပ်ချုပ်သူရဲ့အိမ်မှာ Okay welcome to Tuku Palace ဘုံစံလေးရောင်းလိုက်တာအင်းကြီးနေကြာနာတော့

kawali. So you better back. Family section and we are here in guest section. In family section, the rooms are very small and cozy because of the winter. winters go uh, goes very hard အခုဒီဟာကြတော့တို့ကျွန်တော်တို့အရင်ခေတ္တဝါပေါ့เนาะဆိုတော့ဒီဒေတာရဲ့အုတ်ချုပ်သူဒူရန်စားတွေနေထိုင်နေအိမ်ပုံစံမိသားစုအိမ်ပုံစံပေါ့ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဝတ်စားစင်မှုအတွက်ဒီအဝတ်ပုံစံလေးတွေ့ရမယ်မိသားစုပုံစံတာလေးဆိုတော့ဒီဟာဆို brander နဲ့အိမ်ခံပုံစံလေးပေါ့

ဟိုးစေးလေးတွေအများကြီးရှိတယ်ဒီစမ်းချက်စရာလေးဟုတ်ကဲ့ဆောက်ဟုတ်ကဲ့ဒီပါစေကျွန်တော်တို့ Africa အပင်အများကြီးစိုက်ထားတွေ့ရလိမ့်မယ် ချစ်စရာအလေးထားတစ်ခုကိုမြင်မိတာကရွာကန်လူတွေကစားတွေ့ကစားမှာနင်းနင်းရှက်တက်ကြပြီးတော့တဖြည်းဖြည်းဖော်ပြမှုလည်းရှိတာကိုသိလာရပါတယ်။အဒီဘက်ကကြတော့ဟိုစိုက်ခင်းနေများတကယ်ရွာပုံじゃပါတော့ကျွန်တော်တို့လဒါမှာတူတူပဲမဲဟိုဘက်ကအချမ်းကကြတော့တိတ်ခန္ဓာများတယ်ဒီဘက်ပါကစ္စတန်နေဇက်ဘက်ချက်ကန်းကြတော့ကျွန်တော်ခုစိုက်ပွေးလို့လို့ရတဲ့မြေလေးဖြစ်သွားတယ် ဆိုတော့ဒီမှာဆိုလို့ရှိရင်စိုက်ထားတဲ့ဟာတွေတွေ့ရမယ် apricot အပင်နဲ့ရမ်းဖြစ်တယ်သူ့ရဲ့ season ချင်းဆိုလို့ရှိရင်ပန်းပွင့်နေပွင့်ရရန်လာတာနောက်ဒီ barley ပင်နဲ့စိုက်ကြတယ်တခြားဟင်းဒီဟင်းရဲ့စားပင်တွေဖြစ်တယ်ဆိုတော့ဒီဘက်ကညီဖြစ်ဖြစ်ပုံကကြတော့စိတ်ဝင်စားစရာတော်တော်ရှိတာပေါ့နော်ဒါမျိုးစီအနေပါလို့ချက် ဒီကောင်က Women Empowerment and Welfare Association ဖွင့်တဲ့အာဒီ coffee ဆိုင်လေးပေါ့နော်ဆိုတော့ Cafe by Women Self Help Group Picture Oh ဒီမှာဆိုလို့ရှိရင် photography culture drag ဆိုဒီမှာရတယ်ကွာဘာလီဘာလီဘာလီဟိုဟာ modern modern ဘာလီရတယ်အများကြီးပဲ စိတ်ဝင်စားကြပဲ apricot juice cherry juice mulberry apple juice အကုန်ရတယ်တို့လို့စေကျွန်တော်လမ်းပြောင်းနေလမ်းပြောင်းနေဆိုကြွားထဲမှာလမ်းပြောင်းနေဟိုဘက်ကိုတောင်းမှဒီဘက်ကိုတောင်းမှအခု guide တော့အခုညီတောင်းထားတယ် guide ကိုယ်တိုင်ကလမ်းပြောင်းနေ A few moments later ပြန်တွေ့ပြီဒီမှာဒီမှာအခုဒီမှာဆက်ပြီးတော့တောင်းပါပြီ

တုတ်တုတ်ရွာတွေကနေဖြတ်ပြီးရှုကင်းကြီးလို့ကောင်းတဲ့တုတ်တုတ်ဖုံးကြီးချောင်းရှိရာတောင်ထက်ကိုလည်းခက်ခက်ခဲခဲသွားကြည့်ခဲ့ကြပါရဲ့။ ဘာသာပေါင်းစုံတင့်တင့်စွာနေထိုင်နေကြတာကိုလည်းတာသနိကအဆောက်အအုံတွေကိုကြည့်ပြီးသိနိုင်ပါတယ် တူတူကလေးဟာတကယ်ကိုတီးတီးလေးပါဒါပေမဲ့ရိုးရှင်တဲ့ဘဝတွေကိုမြင်တွေ့ရတယ်လို့အေးမြကန္တာရဝင်းကျင်ကြီးမှာကွက်ပြီးစိမ့်လန်းစုပြေးစိုက်ပျိုးမွေးမြူဖြစ်ထွန်းနေတဲ့ဦးရီစစ်ဖြစ်နေတာဟာလေထူးခြားမှုတစ်ခုလို့မြင်မိပါတယ်အဖရိကအပင်တွေအပွင့်ပွင့်ချိန်ဆိုတရွာလုံးကအပင်တွေမှာအပွင့်တွေဝေနေတက်လို့တကူးတကလာလေစားရရွာလေးလေးဖြစ်ပါတယ်ဧပြီကနေဇွန်လအတွင်းလာဖို့အကောင်းဆုံးလို့ညွှန်တက်ကြပြီးနှင်းကြတာမြင်ချင်တော့စောင်းနှင်းကာလလာရောက်လည်ပတ်ကြရမှာဖြစ်ပါတယ် hey hello နေချင်းပြန်လာခဲ့တဲ့ဒီခီအပြန်လမ်းမှာဒေတာကန်ကလေးငယ်ရီရဲ့နှုတ်ဆက်စကားတန်ကိုပြန်ကြားမိနေတဲ့အထိပါပဲလက်တက်ဒေတာမှာနောက်ထပ်ခီးဆက်ရအောင်မှာမို့အချိန်အများကြီးမပေးနိုင်ခဲ့တာတွေ့လဲစိတ်မကောင်းဖြစ်ရပါတယ်တုတ်တုတ်ရွာဟာ Apricot အပင်တွေအပွင့်ပွင့်ချိန်ဆိုချစ်သူနဲ့လက်တွဲလမ်းလျှောက်ပြီးလေလို့အကောင်းဆုံးပေါ့ဗျာ ဒီဗီဒီယိုလေးကိုသဘောကျရင်လက်ခံ share လုပ်ခဲ့ပေးပါနော်ခင်ဗျာကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်တီဟ the traveler ပါဒီအရလို့ရှိရင်မဖြစ်မနေစားနေတဲ့မှာစိတ်သားဟင်းတို့နောက်ဒါဒီလိုဖတ်တဲ့အလုံးတွေပါသူတို့မမမလုံးနေလို့ခေါ်တယ်